။အကုန်ကနေပေတနုံမြို့ဟောင်းကိုမိုင်ပေါင်း320ကွာဝေးပါတယ်။ BC 400စုမှာတည်ထောင်နေမြို့ဖြစ်ပါတယ်။တောင်တွင်းကြီးကနေ12မိုင်အကွာမှာတည်ရှိပါတယ်။မိုးနဲ့ရေရှားအရေးဖြစ်တာကြောင့်ရံပယ်ချောင်းခရီကိုအဓိကအားထားကြရပါတယ်။ဒါအပြင်အပြင်တောက်တော်ကန်အတွင်းတောက်တော်ကန်စားတဲ့ရေကန်တချို့ရှိပေမဲ့အခုခါမှာတော့ရေခမ်း၆တလောက်ရှိနေပါတယ်။ဗေဒနုံမြို့ဟောင်းတွေကပေးပင်တွေကအတိမတိမကြီးထွားပဲနှင်းထောင်ကြီးတက်တန်းရှိနေကြပါတယ်။ အမြင့်ကလူတရက်လောက်ပဲရှိပါတယ်။ဒါကတော့ပန်ထရာဘီမရဲ့ဆူတောင်းတစ်ခုပါ။ငါလာမကြီးငါလာမတီးဆိုတဲ့ဆူတောင်းတိုင်းဘေဒနုံမြို့ဟောင်းတွေကပေးပင်တွေရဘီမလူပြန်မဖြစ်မချင်းမကြီးထွားအတိမတိရလို့အဆိုရှိပါတယ်။ဒါပြင်ဘေဒနုံမြို့ဟောင်းတွေမှာအသားစားခွင့်မရှိပါဘူး။စီကန်းနေအရန်တင်းကျပ်ထားပါတယ်။ဝင်းနီးနဲ့မညီတဲ့ရဟန်းတွေနေခွင့်မရှိပါဘူး။နေခွင့်မရှိလို့လေပန်ထရာဘီမရဲ့ဝိညာဉ်ကိုပထန်းဆက်ကြောင့်ဩဇာ